ရုရှားဟာစစ်ပွဲမှာရှုံးနိမ့်သွားပြီဖြစ်ပါတယ်။သူတို့ပဲအဲ့ဒါကိုမသိသေးတာပါ။မိန်ခွန်းတွေကအောင်ပွဲအကြောင်းပြောပြီးသတင်းကောင်းကြီးပိုင်းတွေကအချိန်ဟုန်အကြောင်းပြောနေပေမဲ့ကိန်းကနန်းတွေကတော့လုံးဝမတူတဲ့ဇလန်းတစ်ခုကိုပြောပြနေပါတယ်။တေဆုံသွားတဲ့စစ်သားတွေဖြတ်စည်းခံရတဲ့တင်ကားတွေပြိုလဲနေတဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေရဲ့ data တွေကရက်ဆက်ပြီးအလှည့်အမြန်စုပုံလာနေပါတယ်။ဒါကြောင့် Kremlin ကပါပြောနေပါစေ။ယူကရိန်းစစ်ပွဲရဲ့တကယ့်အခြေအနေကိုဖော်ပြပေးပါမယ်။ 2022ခုနှစ်ဖေဖော်ဝါရီလမှာရုရှားတပ်ဖွဲ့တွေဟာယူကရိန်းကို အကြီးစားကျူးကျော်မှုစတင်ခဲ့ပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလမှာရုရှားဟာစစ်ရေးဆိုင်ရာနယ်ပယ်တိုင်းနီးပါးမှာလွှမ်းမိုးနိုင်တဲ့အင်အားတာမှုနဲ့စတင်ခဲ့ပါတယ်။ရုရှားရဲ့စစ်ဆက်ရန်တရားမှာစစ်မှုထမ်းနေတဲ့စစ်သား6သိန်းခန့်ရှိခဲ့ပြီးဒါဟာယူကရိန်းရဲ့တက်ကြွတပ်ဖွဲ့ဝင်36,600ခန့်ထက်၅ဆနီးပါးပိုများပါတယ်။ဒီအားသာချက်ဟာရုရှားရဲ့အရန်တပ်ဖွဲ့2သန်းခန့်နဲ့ ယူကရိန်းရဲ့ကိုးသိန်းကိုနှိုင်းရှင်တဲ့အခါပို့ပြီးတည်တာထင်ရှားပါတယ်။စစ်လက်နက်ပစ္စည်းတွေမှာကွာဟချက်ကပို့လို့တောင်တည်တာပါတယ်။စစ်ပွဲဆာမှာရုရှားရဲ့တန်ချက်ကတပ်ဖွဲ့မှာအဓိကတိုက်ခိုက်ရေးတင့်က3400ခန့်ရှိခဲ့ပြီးတူလောင်ထားတဲ့တင့်ကအများပြားလဲပါဝင်ပါတယ်။ဒါဟာယူကရိန်းရဲ့တင့်က990ခန့်ကိုအဆမတန်ကျော်လွန်နေပါတယ်။ဒီထဲကယူကရိန်းရဲ့တင့်က800ကနေ900ခန့်သာ အပြည့်အဝအသုံးပြုနိုင်တယ်လို့ယူဆရပါတယ်။ ဒီပုံစံဟာအဓိကပစ္စည်းအမျိုးအစားအားလုံးမှာထက်ခါတလဲလဲဖြစ်ပေါ်ခဲ့ပါတယ်။ရုရှားမှာတန်ကြပ်ကတိုက်ခိုက်ရေးရင်3000ရှိခဲ့ပြီးယူကရိန်းမှာ12000သာရှိပါတယ်။ရုရှားမှာအမြောက်စနစ်14000ခန့်ရှိခဲ့ပြီးယူကရိန်းမှာ3000သာရှိပါတယ်။ဒုံးကျည်ပစ်လို့စနစ်3500နဲ့ယူကရိန်းရဲ့600ကိုလည်းနှိုင်းရှင်နိုင်ပါတယ်။ဒါအပြင်ရုရှားဟာစစ်လက်နက်ပစ္စည်းတွေမှာနီးပညာပိုင်းရတိတာတဲ့အာသာချက်ရှိခဲ့ပါတယ် စစ်ပွဲဆာမှာယူကရိန်းမှာရှိတဲ့ပစ္စည်းအများစုဟာဆိုဗီယက်ယူနီယံစီကအမွေရထားတဲ့အရာတွေဖြစ်ပြီး1990ခုနှစ်ကတည်းကတပ်တန်းရှင်နေခဲ့ပါတယ်။ယူကရိန်းဟာရှရင်ဇွဲစနစ်တွေကိုထိမ့်သိမ်းပြီးအစိမ့်မြင့်တင်ဖို့အကောင်းဆုံးကြိုးစားခဲ့ပေမဲ့စီးပွားရေးနဲ့စက်မှုလုပ်ငန်းစွန့်ရည်မှာအားနည်းခဲ့ပါတယ်။အထူးသဖြင့်2020ခုနှစ်မှာကမ္ဘာအကြီးဆုံးစီးပွားရေးနဲ့စစ်လက်နက်ထုတ်လုပ်တဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့တဲ့ရုရှားနဲ့နှိုင်းယှဉ်ရင်ပိုတည်တာပါပဲ။ဥပမာအနေနဲ့ ယူကရိန်းရဲ့အထူးကတိုက်ခိုက်ရေးတင်ကားတွေရဲ့အခြေအနေကိုပြောပြပါမယ်။ယူကရိန်းဟာ T64 တင်ကားတွေကိုဆိုဗီယက်ယူနီယံစီကအမွေရရှိခဲ့ပါတယ်။ဒီတင်ကားတွေဟာဆိုဗီယက်ယူနီယံပြိုကွဲချိန်မှာတော့ခင်မမီတော့တဲ့အဆင့်မှာရှိနေခဲ့ပြီး1986ခုနှစ်မှာ T80 တွေနဲ့အစားထိုးခဲ့ရပါတယ်။ယူကရိန်းကဒီတင်ကားတွေကို T64 Bullet Model အဖြစ်ခင်မီအောင်ပြုပြင်ခဲ့ပါတယ်။ဒါ့ပြင်ရုရှားကတော့ T80 နဲ့ T90 တွေကိုအသုံးပြုနေခဲ့ပါတယ်။ ဘူလက်မှာ counter fight ပောက်ကွဲမှုတန်းခံတန်ချက်က explosive reacted armor EIA ဒုံးကျည်ပြစ်လွှတ်နိုင်တဲ့125 mm ချောမွေတနက်ပြွန်ပုံမကောင်းမွန်တဲ့ပြစ်ခတ်ထိန်းချုပ်စနစ်တွေပါဝင်ပေမဲ့လည်းဘူလက်ရဲ့အဆင့်မြင့်နေမှုဟာယူကရိန်းရဲ့ရှီယင်းဆွဲတင့်ကားစီးရင်ကိုလုံးဝအသစ်ဖန်တီးမှုမလို့ပဲတက်တန်းတိုးပေးဖို့ရည်ရွယ်ထားတာပါဒါဟာကာကွယ်ရေးဘတ်ဂျက်နေပါတဲ့နိုင်ငံတစ်ခုအတွက်လက်တွေ့ကြတဲ့အ short တင်းတစ်ခုဖြစ်ခဲ့ပါတယ် စစ်ပွဲမဖြစ်ခင်အချိန်မှာစန့်ကျင်ဘက်အနေနဲ့ရုရှားရဲ့ T90 series တွေအထူးသဖြင့် T90A နဲ့ T90M တွေဟာပိုမိုခင့်မီတဲ့တင်ကားဒီဇိုင်းတွေကိုတင်ဆက်ခဲ့ပါတယ်။ဒီတင်ကားတွေဟာ T72 နဲ့ T80 model တွေကနေတင်ယူရရှိတဲ့တင်ကန်းစာတွေကိုအခြေခံထားပါတယ်။ T90 မှာအစင်းမြင့်ပြက်ခတ်ထိန်းချုပ်စနစ်တွေအပူပိုင်းပုံရိပ်ဖော်နည်းပညာပိုမိုကောင်းမွန်တဲ့တက်ချွတ်ကာကွယ်မှုရွေးချယ်စရာတွေပါဝင်ပါတယ်။ဥပမာပိုသစ်တဲ့ T90M မှာ Shotura 1ဒါမှမဟုတ် Relic ERA လို့ခေါ်တဲ့ပောက်ကွဲမှုတန်ခမ်းတန်ချက်ကတွေပါရှိပါတယ်။သူတို့ရဲ့ရွေးရှားနိုင်ငံကိုပုံမအားကောင်းတဲ့အင်ဂျင်ကထောက်ပံ့ပေးထားပြီးဒီတင်ကားတွေဟာဘူးလက်နဲ့နှိုင်းရှင်ရင်ပြစ်ခတ်အားကာကွယ်မှုနဲ့တင်းမောသားအဖွဲ့ရဲ့ရှင်သန်နိုင်သောမှာပုံမမျှတအောင်ဒီဇိုင်းထုတ်ထားပါတယ်။ T90M ရဲ့အာယုံကန်စနစ်နဲ့ digital စနစ်တွေဟာပြစ်မှတ်ရှာဖွေမှုနဲ့အကွာအဝေးပိုရှိတဲ့ထိတွေ့တိုက်ခိုက်မှုမှာတိတာတဲ့အားသာချက်ပေးပါတယ်။ ဒါကခင်ဗီဆက်သွဲထားတဲ့စစ်ပွဲပတ်ဝန်းကျင်မှာပုံမှုထိရောက်စီပါတယ်။တင်ကားတွေဟာစစ်မြေပြင်မှာအနေငယ်ယောနေတဲ့ချိန်ချောင်းမှုဖြစ်ပြောင်းလဲသွားနေတဲ့အခြားအကြောင်းအမျိုးမျိုးကိုနောက်မှဆွေးနွေးပါမယ်။ဒါပေမဲ့ရုရှားမှာဘလောက်အားသာချက်ရှိခဲ့တယ်ဆိုတာကိုပုံဖော်ပြသဖို့အရေးကြီးပါတယ်။ယူကရိန်းရဲ့မိုးပေါ်မှာရှိတဲ့လေကြောင်းမှာဒီမညီမျှမှုဟာပိုပြီးတည်တာထင်ရှားပါတယ်။ရုရှားလေတပ်ဟာစစ်ပွဲတွေကိုတိုက်လေရင်1500ခန့်နဲ့တိုက်ခိုက်ရရဟဲ့ရင်900နဲ့ဝင်ရောက်ခဲ့ပါတယ်။ ဒါဟာယူကရိန်းလေတပ်ရဲ့တိုက်လေယာဉ်136စီးနဲ့တိုက်ခိုက်ရေးရဟတ်ယာဉ်55စီးထက်73စတာလုံးနဲ့အားသာချက်ပါဒါ့အပြင်ယူကရိန်းဟာရုရှားဖက်ဒရေးရှင်းကအများစုဆွန့်ပစ်ခဲ့တဲ့တပ်တန်းရဲ့ဆိုဗီယက်မော်ဒယ်တွေကိုအားကိုးနေရတဲ့ဖြစ်ပြီးရုရှားကတော့ပုံမိုခင့်ပြီးတဲ့လေကြောင်းပလက်ဖောင်းတွေကိုအသုံးပြုခဲ့ပါတယ်ဒီလေကြောင်းတာလုံးမှုကိုရုရှားရဲ့ခင့်ပြီးလေကြောင်းရန်ကာကွယ်ရေးကွန်ရက်တွေနဲ့ electronic စစ်ဆင်ရေးစွမ်းရည်တွေကဖြည့်ဆွမ်းပေးခဲ့ပါတယ်ဒါတွေဟာယူကရိန်းရဲ့တံပြန်အစီအမံတွေထက်အဆမတန်တာလုံးခဲ့ပါတယ် ပင်လယ်ပြင်မှာလည်းကွာဟချက်ဟာထပ်တူထပ်မြတည်တာပါတယ်။ရုရှားရဲ့အနက်ရောင်ပင်လယ်ရေတပ်တစ်ခုထဲမှာတင်စစ်သင်းမောတစီ free gate နဲ့ဖြတ်သင်းမော6စီးထောက်ပံ့ရေးသင်းမောများသောပါဝင်ပြီးယူကရိန်းရဲ့သင်းမော15စီးခန့်သာရှိတဲ့ရေတပ်တစ်ခုလုံးထက်အဆမတန်တာလွန်ခဲ့ပါတယ်။ရုရှားရဲ့ရေတပ်အားသာချက်ဟာစစ်ပွဲစတင်ချိန်ကလေးကယူကရိန်းရဲ့ကံယိုရန်ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ယူကရိန်းဟာသူ့ရဲ့အဓိက free gate သင်းမောကိုရုရှားလက်ထဲမှာကြရအောင်နောက်ဆုံးမှဖြတ်စည်းပစ်ခဲ့ရပါတယ်။ ဒါပေမဲ့ရုရှားကတိုင်းတာလို့မရခဲ့တဲ့အရာကတော့ယူကရိန်းစစ်တပ်ရဲ့2014ခုနှစ်ကတည်းကဒွန်ဘတ်ဒေသမှာရရှိခဲ့တဲ့၈နှစ်တာတိုက်ပွဲအတွေ့အကြုံပါထပ်လောင်းအနေနဲ့ယူကရိန်းစစ်တပ်ဟာအဲ့ဒီအချိန်မှာနေတိုးစီကစစ်တင်တန်းတွေစတင်ရရှိခဲ့ပါတယ်စစ်ရေးဗျူဟာတွေနဲ့နီးဗျူဟာတွေကိုအနောက်တိုင်းတိုက်ပွဲပုံစံနဲ့လိုက်ရုံးညီတွေဖြစ်အောင်ပြုပြင်ရင်ယူကရိန်းရဲ့မူရင်းစစ်လက်နက်ပစ္စည်းတွေကိုအသုံးပြုခဲ့ပါတယ်ရုရှားရဲ့လွှမ်းမိုးနိုင်တဲ့အင်အားတာမှုတွေဖြစ်တဲ့စစ်သား၄.၅စာနဲ့၁ လင်းရင်73သားနဲ့1စစ်လက်နက်ပစ္စည်းအမျိုးအစားတိုင်းမှာအဆုံးဖြတ်ပေးနိုင်တဲ့အားသာချက်တွေရှိခဲ့ပေမဲ့ဒီကိန်းကနန်းတွေဟာမကြခင်မှာခင်မီတိုက်ပွဲရဲ့ခက်ခဲတဲ့လက်တွေ့အခြေအနေနဲ့ယူကရိန်းရဲ့အချုပ်အခြာအာဏာကိုခုခံကာကွယ်မှုရဲ့ခိုင်မာတဲ့စိတ်တန်တိတ်ထန်နဲ့စမ်းသပ်ခံရတော့မှာပါစစ်ပွဲရဲ့ပထမ3ရက်အတွင်းမှာပဲရုရှားဟာလက်တွေ့အပြည့်ရှုံးနိမ့်ခဲ့တယ်လို့အငြင်းပွားကြမလို့ပါဘူးဖော်ပြခဲ့သလိုပဲ ရုရှားရဲ့ကျူးကျော်မှုတစ်ခုလုံးဟာရက်သက်တပတ်အနည်းငယ်သာကြာရမယ်လို့ယူဆထားခဲ့ပေမဲ့အခုဆိုရင်၃နှစ်ကျော်နေပါပြီ။ရုရှားသမ္မတဗလာဒီမာပူတင်ကအသုံးပြုခဲ့တဲ့ဗျူဟာကတော့အတွေ့အကြုံရှိတဲ့အထူးတပ်ဖွဲ့အနည်းငယ်ကိုကီယက်လေစိတ်သို့ဓာတ်ရိုက်ပို့ဆောင်ပြီးလေစိတ်ကိုသိမ်းပိုက်ကာအဲ့ဒီကနေမြို့တော်တွေကိုဝင်ရောက်ဖို့စက္ကန့်အဖြစ်အသုံးပြုဖို့ပါ။အဲ့ဒီနောက်တပ်ဖွဲ့တွေဟာအစိုးရတွေကိုဓာတ်ရိုက်ချီတက်ပြီးပူတင်ရဲ့ယုံကြည်ချက်အရတိတ်မဆန့်ကျင်မှုနဲ့ရင်ဆိုင်ရပဲ။ ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီအပါအဝင်လက်ရှိခေါင်းဆောင်မှုကိုဖမ်းဆီးနိုင်မယ်လို့မျှော်လင့်ခဲ့ပါတယ်။ဒီအစီအစဉ်ဟာအစကတည်းကပျက်စီးခဲ့ပါတယ်။ American သမ္မတဂျိုးဘိုင်ဒန်ရဲ့အစိုးရအဖွဲ့ကရုရှားဟာကျူးကျော်မှုတစ်ခုစီစဉ်နေတယ်လို့ယူကရိန်းကိုတတိပေးခဲ့ပါတယ်။ဒါကယူကရိန်းကိုဒီလိုအခြေအနေမျိုးအတွက်ပြင်ဆင်ဖို့အချိန်လုံလောက်စွာပေးခဲ့ပါတယ်။တကယ်တော့ဒါဟာရုရှားရဲ့ပုံမှန်လုံထုံးလုံနည်းတစ်ခုပါ။ စန့်ကျင်သူတွေကိုဖယ်ရှားပြီးရုပ်သေးအစိုးရတွေတီထောင်ဖို့ကြိုးစားတဲ့အခါဒီလိုနီလန်းကို၃ကြိမ်သုံးခဲ့ပါတယ်ဆိုတော့ဆိုဗီယက်ယူနီယံခင်မှာ၂ကြိမ်အထူးသဖြင့်2014ခုနှစ်မှာခရိုင်းမီးယားမှာ၁ကြိမ်ပါယူကရိန်းကသူ့ရဲ့အကြီးဆုံးလေသိပ်ကိုအမြောက်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးရုရှားတပ်ဖွဲ့တွေကိုနှောင့်နှေးစေခဲ့ပါတယ်ဒါကယူကရိန်းစစ်တပ်ကိုပြန်လည်စုဖွဲ့ဖို့လုံလောက်တဲ့အချိန်ပေးခဲ့ပါတယ် နောက်ဆုံးမှာကျူးကျော်မှုရဲ့ပထမနေ့နေ့လယ်ပိုင်းမှာလေစိတ်ကိုဆုံးရှုံးခဲ့ရပေမဲ့ထိခိုက်မှုကြီးကြီးမားမားဖြစ်ပေါ်သွားခဲ့ပါပြီ။ရုရှားဟာသူတို့ရဲ့အဆုံးဖြတ်ပေးနိုင်တဲ့တိုက်ခိုက်မှုကိုမလုံဆောင်နိုင်ခဲ့ပါဘူး။အားဖြည့်တက်ဖြည့်လာရောက်မဲ့လေရင်တွေကိုပြန်လည်ရုပ်သိမ်းခဲ့ရပြီးဘီလာရုစ်ကနေစတင်ခဲ့တဲ့ဆက်ရန်တရားတပ်ဖွဲ့တွေဟာယူကရိန်းရဲ့ကြီးတပ်တွေကြောင့်တိသားထင်ရှားတဲ့နှောင့်နှေးမှုတွေကြုံတွေ့ခဲ့ရပါတယ်။ပြီးတော့ရုရှားဟာလူရင်အားကိုပုံမဆုံးရှုံးလာခဲ့ပါတယ်။ပထမ6လတွင်2022ခုနှစ်ဩဂုတ်လမှာ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ကရုရှားဟာတေဆုံးသူနဲ့ဒဏ်ရာရသူစစ်သားတွေပေါင်းလိုက်ရင်ထိခိုက်မှု1000ခန့်ခံစားခဲ့ရတယ်လို့ခန့်မှန်းခဲ့ရပါတယ်။အစိုးပိုင်းဆုံးရှုံးမှုတွေဟာရုရှားရဲ့တက်ချွတ်မှားယွင်းမှုတွေနဲ့ယူကရိန်းရဲ့ပြင်းထန်တဲ့ခုခံမှုတွေကြောင့်ဖြစ်ပေါ်ခဲ့ပြီးခရမလင်ကိုအရန်တပ်ဖွဲ့တွေနဲ့စစ်မှုထမ်းမှုသူတွေကိုအဓိကပြစ်မှတ်ထားတဲ့တစိမ့်တပိုင်းစစ်သားစုဆောင်မှုတွေစတင်လှုပ်ဆောင်မှုတွန်းအားပေးခဲ့ပါတယ်။ဒါ့ပြင်ဒီလောက်ရက်တွေဟာပြည်သူတွေရဲ့ပြင်းထန်တဲ့စန့်ကျင်မှုနဲ့ရင်ဆိုင်ခဲ့ရပြီး စစ်မှုထမ်းရမယ့်အရွယ်အမျိုးသားတွေစစ်မှုထမ်းရမှာကိုရှောင်ရှားဖို့ထွက်ပြေးမှုတွေတည်တာထင်ရှားသွားဖြစ်ပေါ်ခဲ့ပါတယ်။ဒါကစစ်သားစုဆောင်မှုမှာထပ်မံပြောင်းလဲမှုတစ်ခုကိုဖြစ်ပေါ်စေခဲ့ပြီးအကျဉ်းသားတွေကိုစစ်သားဖြစ်စုဆောင်တာနဲ့ပုတ်လိကစစ်တပ်တွေကိုစစ်သားဖြစ်အသုံးပြုတာတွေလှုံ့ဆော်ခဲ့ပါတယ်။ဒါတောင်မှမလုံလောက်ခဲ့ပါဘူး။၂023ခုနှစ်ဖေဖော်ဝါရီလမှာထိခိုက်ဆုံးရှုံးမှုဟာတည်တာသွားမြင့်တက်လာခဲ့ပါတယ်။ရိုးစိမ့်ထွက်လာတဲ့ American ထောင်လိုင်းရေးစာရွက်စာတမ်းတွေအရရုရှားဟာတိုက်ပွဲမှာတေဆုံးသူ 3500မှ4300အထိရှိခဲ့ပွဲရှိပြီးစုစုပေါင်းထိခိုက်မှု38900မှ23300အထိရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ပိုပြီးတတိထားတဲ့ခံမှန်းချက်တစ်ခုကတော့ထိခိုက်ဆုံးရှုံးမှုကို3000ကျော်အဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒါကယူကရိန်းစစ်ပွဲရဲ့ပထမနှစ်ကိုဒုတိယကမ္ဘာစစ်ပြီးနောက်ရုရှားပါဝင်ခဲ့တဲ့အသေးအပြောက်အများဆုံးပဋိပက္ခဖြစ်စေခဲ့ပါတယ်။ဒါဟာဆိုဗီယက်အာဖဂန်စစ်ပွဲ9နှစ်ကြာထက်တိတိတသားကျော်လွန်ခဲ့ပြီးဒီစစ်ပွဲမှာထိခိုက်မှု15000သာရှိခဲ့ပါတယ်။ professional တပ်ဖွဲ့တွေယောင်လဲလာမှုနဲ့ရင်ဆိုင်ရတာကြောင့်ရုရှားဟာလာတာမြင်မှာပြီးလျင်မြန်တဲ့စာချုပ်တွေပေးအပ်ကာအရက်သားတွေကိုစစ်သားဖြစ်စုဆောင်းမှုပုံမှုအားထားလာခဲ့ပါတယ်ဒီစုဆောင်းသူတွေကအများစုဟာစည်ရေးအတွေ့အကြုံအနှဲငယ်သာရှိသူတွေဒါမှမဟုတ်လုံးဝမရှိသူတွေဖြစ်ပြီးအ ਨੇ စုံတင်တန်းနဲ့အတူရှေ့တန်းကိုအလျင်မြန်ဆေလွတ်ခံခဲ့ရပါတယ်ဒါကသူတို့ရဲ့ထိရောက်မှုနဲ့ရှင်သန်နိုင်သွမ်းနဲ့ပတ်သက်ပြီးစိုးရွားတဲ့စိုးရိမ်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ် 2023ခုနှစ်ဖေဖော်ဝါရီလကနေဩဂုတ်လအထိကာလဟာနောက်ထပ်အလှည့်ပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ယူကရိန်းဟာဒရုန်းစစ်ဆင်ရေးကိုပုံမိုတိုးချဲ့အသုံးပြုခဲ့ပါတယ်။အမေရိကန်တပ်ဖွဲ့တွေကရုရှားရဲ့ထိခိုက်မှုဟာသေဆုံးသူ3000နဲ့ဒဏ်ရာရသူ3800အထိရှိခဲ့ပြီးစုစုပေါင်းဆုံးရှုံးမှု3000အထိရောက်ရှိခဲ့တယ်လို့ခန့်မှန်းခဲ့ပါတယ်။ယူကရိန်းရဲ့ဒရုန်းတွေဟာအလွန်ထိရောက်မှုရှိခဲ့ပြီးရုရှားရဲ့စနစ်တွေဖျက်ဆီးခံရမှုရဲ့60ရာခိုင်နှုန်းမှ80ရာခိုင်နှုန်းအထိတာဝန်ယူခဲ့ပါတယ်။ ဒီ drone တွေရဲ့တိကျမှုနဲ့ကုန်ကြစည်တက်တာမှုဟာရုရှားရဲ့အကြီးစားသမရိုးကြထိုးစစ်တွေကိုဆက်လက်ထိန်းသိမ်းဖို့မဖြစ်နိုင်တဲ့အခြေအနေဖြစ်စေခဲ့ပါတယ်။2024ခုနှစ်အစောပိုင်းမှာထိခိုက်ဆုံးရှုံးမှုတွေဟာအံ့ဩစရာအဆင့်ကိုရောက်ရှိခဲ့ပါတယ်။ခံမှန်းချက်တွေအရရုရှားဟာစစ်သားတေဆုံမှု2300အထိခံလာခဲ့ရပြီးစုစုပေါင်းထိခိုက်မှုဟာတန်းတဝက်နီးပါးဖြစ်လာခဲ့ပါတယ်။လွတ်လပ်တဲ့သတင်းဌာနမေဒရူဇာကအတည်ပြုထားတဲ့တေဆုံစစ်သားဒေတာနဲ့ ရုရှားရဲ့အင်တာမီမှတ်ပုံတင်မှာရယူထားတဲ့ data တွေကိုခွဲခြမ်းစိတ်ဖြာရမှာကျူးကျော်မှုစတင်ကလေးကရုရှားစစ်သား9000ကျော်တေဆုံးခဲ့တယ်လို့ခန့်မှန်းခဲ့ပါတယ်2023ခုနှစ်အကုန်မှာကျယ်ပြန့်တဲ့အကွာအဝေးတွင်စရင်အင်းအရာတေဆုံးသူ6600မှာ8800အထိရှိခဲ့တယ်လို့ဆိုပါတယ်ဒါရီဟာမှတ်ပုံတင်အခြေခံထားတဲ့အမှန်တကယ်အတည်ပြုထားတဲ့ဆုံးရှုံးမှုတွေဖြစ်ပါတယ်မေဒူဇာကိုရိုင်းကတော့ရုရှားဟာဖော်ပြထားတာထက်တိတိတသားပုံများတဲ့တေဆုံးမှုတွေခံစားခဲ့ရွယ်ရှိတယ်လို့ဝန်ခံခဲ့ပါတယ် ပို့ပြီးတတိထားတဲ့ခံမှန်းချက်ဖြစ်တဲ့ထိခိုက်မှုနှစ်သိန်းခွဲသာဆိုရင်ရုရှားကအဲ့ဒီအချိန်မှာဖော်ပြခဲ့တဲ့ကိန်းဂဏန်းတွေထက်အဆများစွာမြင့်မားနေပါတယ်။ဒါရီကရုရှားရဲ့ဆုံးရှုံးမှုတွေဟာအချိန်မြင့်လာနေပြီးစစ်ပွဲဟာပြိုကွဲသွားတဲ့စစ်ပွဲတစ်ခုဖြစ်ပြောင်းလဲလာနေတယ်ဆိုတာဖော်ပြပါတယ်။ဒီတင့်ကားဟာအခြေခံအဖြစ်ပုံမတတန်းခြင်းနဲ့ T64 platform ကိုမှီခိုနေရသေးဖြစ်ပါတယ်။သူ့ရဲ့အကောင်နဲ့ရွေးရှားနိုင်မှုဟာဒေတာဆိုင်ရာစံနှုန်းတွေရလုံလောက်တယ်လို့ယူဆရပါပဲ။ တင်ကားဟာပါဝါနဲ့၄ချိန်ချိုးစားမှာကန့်သက်ချက်တွေနဲ့အထူးသဖြင့်ပုံမူခင့်မိတဲ့တင်ကားတွေနဲ့နှိုင်းရှင်ရင်အဖွဲသားတွေရဲ့တက်တောင့်တတာရှိမှုမှာအကန့်အသတ်တွေရှိနေပါတယ်။ဒီအဆင့်မှာရုရှားဟာစီးပွားရေးအားနည်းတဲ့ဒေသတွေကနေစစ်မှုရန်စုဆောင်းမှုကိုတိုးမြှင့်လှုပ်ဆောင်ခဲ့ပြီးတေဆုံးမှုအကျိုးခံစားခွင့်တွေကိုဆွဲဆောင်မှုရှိတဲ့အကျိုးခံစားခွင့်ဖြစ်ကန့်လန့်ခဲ့ပါတယ်။ဒီဘူဟာကို Death to Nomis လို့ခေါ်ဆိုခဲ့ပါတယ်။တိုက်ပွဲအတွေ့အကြုံအနေချင်းသာရှိတဲ့ရဲသားတွေကိုပုံမူအုံပြူလာခဲ့ပြီး drone တွေအမြောက်တွေနဲ့ တိကျတဲ့တိုက်ခိုက်မှုတွေနဲ့ထောက်ပံ့ထားတဲ့ယူကရိန်းရဲ့ကောင်းသွားခုခံထားတဲ့နေရာတွေကိုထိုးစစ်ဆင်တဲ့အခါအမြောက်စာတောင်အဖြစ်အသုံးပြုခဲ့ပါတယ်။အချို့ကိစ္စတွေမှာရုရှားတန်ရင်တစ်ခုလုံးမြေပုံပေါ်ကပျောက်ကွယ်သွားခဲ့ပြီးပုံမအောင်မြင်တဲ့ထိုးစစ်တစ်ခုမှာတော့ထိခိုက်မှုနှုန်းဟာ30ရာခိုင်နှုန်းကနေ40ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။2024ခုနှစ်အောက်တိုဘာလမှာတော့ယူကရိန်းရဲ့ drone စစ်ပွဲဟာပုံမသိတာထင်ရှားလာခဲ့ပြီးရုရှားရဲ့ရှေ့တန်းဆုံးရှုံးမှုတွေရဲ့80ရာခိုင်နှုန်းအထိထိန်းချုပ်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ ထပ်မံပြီး2024ခုနှစ်ဩဂုတ်လဟာယူကရိန်းရဲ့ကုစ်ကျူးကျော်မှုစတင်ခဲ့တဲ့အချိန်ဖြစ်ပြီးဒါဟာရုရှားရဲ့တိတိတသာထိရောက်မှုမရှိတဲ့နွေရာသီကျူးကျော်မှုနောက်ပိုင်းဖြစ်ပေါ်ခဲ့တာပါ။အဲ့ဒီကျူးကျော်မှုမှာတရက်ကိုစစ်သား1200ကျော်ထိခိုက်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။ကုစ်ကျူးကျော်မှုကဆုံးရှုံးမှုတွေကိုပုံမအရှိန်မြင့်စေခဲ့ပြီးရုရှားဟာသူ့ရဲ့တပ်ဖွဲ့တွေကိုဒွန်ဘတ်ကျူးကျော်မှုနဲ့ကုစ်မှာတံမြန်ထိုးစစ်ဆင်မှုဖြစ်ခွဲထုတ်ရပါတယ်။အော်တိုဘာလလယ်မှာ မြောက်ကိုရီးယားကပါဝင်လာပြီးရုရှားမြောက်ကိုရီးယားကာကွယ်ရေးသဘောတူညီချက်ရဲ့တစိမ့်တစ်ပိုင်းဖြစ်ကုစကိုစစ်သား1000စီလွှတ်ခဲ့ပါတယ်။ဒါပေမဲ့ဒီကောင်းဆောင်အစဉ်တပ်ဖွဲ့တွေဟာယူကရိန်း drone တွေနဲ့ပူမိုအကွာဝေးရှိနီးပြူဟာရီရဲ့ရိုက်ခတ်မှုကြောင့်တိတိတသားထိရောက်မှုမရှိခဲ့ပါဘူး။သုံးလနီးပါးပြင်းထန်စွာထိုးနှက်ခံရပြီးအ ਨੇ စုံထိခိုက်မှု3000ခံစားခဲ့ရပြီးနောက်ပူတင်ကမြောက်ကိုရီးယားတပ်ဖွဲ့တွေကိုပြန်လည်ခေါ်ယူမယ်လို့မျှော်လင့်ခဲ့ပေမဲ့အဲ့ဒီအစားနောက်ထပ်3000ထပ်မံစေလိုခဲ့ပါတယ်။ 2025ခုနှစ်မတ်လအထိယူကရိန်းရဲ့ Ukraine Scar Pravda သတင်းဌာနရဲ့ခန့်မှန်းချက်အရရုရှားရဲ့စုစုပေါင်းစစ်ရေးထိခိုက်မှုဟာ9သိန်းတထောင်ကျော်လွန်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒီသတင်းဌာနဟာစစ်ပွဲဆိုင်ရာသတင်းတွေကိုအဓိကထားဖော်ပြတဲ့မီဒီယာတစ်ခုဖြစ်ပါတယ်။ Professional တက်ဖွဲ့တွေတိတိတသားပြက်စီးသွားပြီးစာချုပ်စစ်သားတွေယွန်နေလာတာနဲ့မျှပူတင်ကနောက်ထပ်အမျိုးသားတသိန်း6000ကိုစစ်မှုရန်စုတောင်းဖို့အမိန့်ထုတ်ခဲ့ပါတယ်။ဒါပေမဲ့ Kremlin က ဒီစုဆောင်မှုဟာပုံမှန်လူရိုးလှုပ်စင်ဖြစ်ပြီးစစ်ပွဲနဲ့မသက်ဆိုင်ဘူးလို့အခိုင်အမာပြောခဲ့ပေမဲ့လေလာသူအများစုကဒါဟာစစ်မြေပြင်မှာဆက်လက်ဖြစ်ပေါ်နေတဲ့30ဘူးကိုတုံ့ပြန်တဲ့ရှင်းလင်းတဲ့လှုပ်ဆောင်မှုတစ်ခုလို့အတိအမှတ်ပြုခဲ့ပါတယ်။စစ်ပွဲရဲ့စင်ကဲဖြစ်ပေါ်မှုဟာရုရှားရဲ့ပုံမှန်စိတ်တက်ကြလာတဲ့စစ်သားစုဆောင်မှုနဲ့ယူကရိန်းရဲ့ဒရုန်းတွေနဲ့အနောက်တိုင်းလက်နက်တွေကြောင့်နှီးပြူရရတာလုံမှုကြောင့်ရုရှားရဲ့လှင်မြန်တဲ့အောင်မြင်မှုတစ်ခုလို့မျှော်လင့်ထားခဲ့တာကိုစစ်ပွဲတစ်ခုဖြစ်ပြောင်းလဲစေခဲ့ပါတယ်။ ဒါဟာရုရှားရဲ့လူဝင်အားနဲ့စိတ်သက်ပိုင်းဆိုင်ရာကြီးမားတဲ့ဆုံးရှုံးမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒါပေမဲ့ရုရှားကကြွားဝါခဲ့တဲ့အဆိုပါစစ်ရေးပစ္စည်းတွေကရောဘလို့လဲ။ဖော်ပြခဲ့သလိုပဲ drone တွေဟာခင်မီစစ်ပွဲမှာအကြီးမားဆုံးညီမျှစေတဲ့အရာတစ်ခုဖြစ်သတ်မှတ်ခံရပြီးရုရှားနဲ့ယူကရိန်းနှစ်ခုစလုံးက drone စစ်ဆင်ရေးကိုသာအာရုံစိုက်တဲ့တရင်အစ်စ်တွေကိုဖွဲ့စည်းခဲ့ပါတယ်။ရှေ့တန်းနယ်မြေကိုဝန်းရံထားတဲ့ကောင်းကင်ဟာ drone လှုပ်ရှားမှုတွေနဲ့တဟုံဟုံဆူညံနေပါတယ်။ drone တွေရဲ့အမျိုးအစားနဲ့အခြေအတွက်ရဲ့အလွန်ကွဲရမှုကြောင့် ဘယ်ဘက်ကပဲလှုပ်ဆောင်တဲ့အဓိကစစ်စင်ရေးတိုင်းဟာတစ်ဖက်ကလှင်မြန်သွားတွေ့ရှိခဲ့ရပါတယ်ဒရုန်းတွေဟာခြေလင်းတပ်ဖွဲ့တွေနဲ့စံရန်ရတပ်ဖွဲ့တွေနဲ့နှိုင်းရှင်ရင်သူတို့ရဲ့တာလုံရွေရှားနိုင်မှုကိုအသုံးပြုပြီးဂျန်တုနယ်မြေထဲပုံမနှဆိုင်စွာဝင်ရောက်ကတိကျတဲ့တိုက်ခိုက်မှုတွေကိုလှုပ်ဆောင်နိုင်ပါတယ်ဒါဟာစတင်လှုပ်ရှားမှုတစ်ခုကိုစတင်နိုင်နေမှရင်ရုရှားရဲ့တိုးတက်မှုတစ်စုံတစ်ယောက်ကိုဖျက်တောက်ပစ်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ